ားလုံးမင်္ဂလာပါဗျာဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်မြန်မာလူမျိုးတွေအတွက်မစိမ့်တဲ့သကလုံးလေးဖြစ်တဲ့ passive ဆိုတဲ့သကလုံးလေးကိုကျွန်တော်ဒီနေ့ကျွန်တော်လေ့လာထားတော့ရှင်းပြတော့မှာဖြစ်တယ်ဘာလို့မစိမ့်ဘူးလို့ပြောလဲဆိုရင်တော့ကျွန်တော်ဒီသကလုံးတွေကိုကျွန်တော်ចောင်းတင်ငန်းစာတွေနောက်ပြီးတော့ငငယ်ကြီးက passive japan dollar ရေးကားရေပေါ့နော်အဲအဲ့နောက်မှာတော့ဒီခု social media ပေါ်မှာလည်းကျွန်တော်တို့ဒါကြည်ကြည်ပြန်ပြန်အသုံးပြုနေတဲ့အတွက်ကြောင့်တော့မစိမ့်ဘူးလို့ပြောချင်းဖြစ်တယ်နောက်ပြီးဒီ passive ဆိုတာ ဘာလဲပေါ့နော်ဘလို့ဖန်တီးလဲပေါ့ကျွန်တော်ဘယ်နိုင်ငံဒီမှာအသုံးပြုလဲပေါ့နော်နောက်ပြီးဒီစနစ်ကဘလောက်တောင်ဆွေးရတယ်ဆိုမျိုးတွေကိုကျွန်တော်ပြောပြမှာဖြစ်တယ်ပထမဆုံးအနေနဲ့ဒီ passive ဆိုတဲ့စကားလုံးလေးကိုစဉ်းသက်လာပုံကျွန်တော်ပြောပြမှာဖြစ်တယ်ပေါ့နော်ဒီ passive ဆိုတဲ့စကားလုံးလေးကအီဒီလီဘာတာစကားဖြစ်တဲ့ဒီ pressio ဆိုတဲ့စကားလုံးလေးကနေပြီးတော့စဉ်းသက်လာတယ်ကျွန်တော်တချို့စာအုပ်တွေမှာဆိုရင်တော့ဒါကျွန်တော်လက်တင်ဘာသာစကားနေစဉ်းသက်လာရတယ်ကျွန်တော်လေ့လာရတယ်အဲဒါပေမဲ့အဓိကသူ့ရဲ့ အတိတ်ပဲဘယ်လိုမျိုးလဲဆိုရင်တော့ဒီစီလုံးချင်းဒီအင်အားဆိုတဲ့အဟာကို message ပေးနေတာမျိုးဖြစ်တယ်အဲကျွန်တော်ထင်းချောင်းတစ်ချောင်းနဲ့ဆိုရင်တော့ဒီလူတွေကချိုးနိုင်နေဆိုပေမဲ့အဲထင်းအစည်းလိုက်ဖြစ်သွားမှာဆိုရင်တော့ဒါချိုးဖို့မလွယ်ဘူးဆိုတော့ အရာကိုရည်ညွှန်းပြီးတော့ fresh you ဆိုတဲ့စကလုံးကိုယူပြီးတော့သုံးနေတာဖြစ်တယ်ပေါ့နော်။ကိုအရင်တော့ဒီတော်လန်ရေးမှာအသုံးပြုခဲ့ရပေါ့နော်။အဲ့တော့အဲ့လောက်နာမည်မကြီးဘူး။ဒါပေမဲ့တကယ်နာမည်ကြီးတဲ့ချိန်ကတော့1922ခုနှစ်မှာပေါ့နော်။မူဆိုလီနီက Fascist Party ကိုတီထောင်ပြီးရဲ့ချိန်မှာဒီ Fascist စကလုံးကအရန်ကိုနာမည်ကြီးလာခဲ့တယ်။အဲ့တော့ဟုတ်ပြီ Fascist ဆိုတာဘာလဲပေါ့နော်။ Fascist ဆိုတာဘာလဲဆိုတော့ရိုးရိုးလေးပြောရမယ်ဆိုရင်တော့ Fascist ကကျွန်တော်တို့အမျိုးသားရေးဝါဒပေါ့နော်။ဘိုးချုပ်အိုင်ထားတဲ့ဒီတအုပ်စမိုင်းစနစ်တွေဟာနောက်ပြီးတော့ဒီသူ့ရဲ့ အတိုက်ခံနေဘူးဗောနော်ဒါနှိတ်ကွတာမျိုးတွေနောက်ပြီးလက်ရဇုံးတွေဗောနော်ဒီအဓိကတော့ဒီလူတယောက်ရဲ့လုပ်ပိုင်ခွင့်နေဒီတက်ရှိခန္ဓာအလုံးကိုအဲ့နိုင်ငံအုပ်ချုပ်နေတဲ့အစိုးရကနေပြီးတော့ချုပ်ကင်ထားတာမျိုးတွေဗောနော်အဲသူ့ကိုဘယ်သူမှကျွန်တော်သဘောထားကိုယ်လည်းပိုင်ခွင့်မရှိဘူးအဲအဲ့ဒါမျိုးဆိုရင်တော့ဒါဖက်စစ်လို့ခေါ်ရဗောနော်ဖက်စစ်ဆိုတဲ့ဟာတွေကိုကျွန်တော်ဘယ်လိုနေရာမျိုးမှတွေ့ရလဲဆိုရင်တော့အများသောအားဖြင့်ဒီ ကျွန်တော်ဩဇာကြီးမာတဲ့ဒီခေါင်းဆောင်တွေအုပ်ချုပ်တာပေါ့နော်ဒီတူတဲ့အုပ်ချုပ်တဲ့ဟာမျိုးတွေနောက်ပြီးတော့ဒီတပါတီစနစ်အုပ်ချုပ်တဲ့နိုင်ငံမျိုးတွေမှာဒီဖက်စစ်စနစ်ကိုကျွန်တော်များသောအားဖြင့်တွေ့ရတာများတယ်ဒီနိုင်ငံတစ်ခုဖက်စစ်စနစ်ဆက်တင်တက်သွင်းမှုတွေဘယ်လိုတိဆောက်လဲဆိုမျိုးကျွန်တော်လေ့လာထားတော့နည်းနည်းရှင်းပြမယ်ပထမဦးဆုံးအနေနဲ့ကတော့ဒီပြည်တွင်းပြည်ပဆိုပြီးတော့နှစ်ခုရွေးပါတော့ဒီပြည်တွင်းမှာဆိုရင်တော့လူနည်းစုတွေပေါ့နော်လူနည်းစုတွေနောက်ပြီးတော့ဒီတခြားလူမျိုးတွေကိုကျွန်တော်တို့ဖိုကတ်ထားပြီးတော့ ီဇလန်းဆင်ပြီးတော့တိဆောက်တယ်ပြီးပါမှာဆိုရင် နေချက်ဖို့အတွက်အသုံးပြုတယ်ပေါ့နော်ဘယ်လိုဇလန်းမျိုးတွေဆင်လဲဆိုရင်တော့ဖက်စစ်စနစ်တည်ထောင်တော့မယ်ဆိုရင်ကျွန်တော်ဒီတည်ထောင်မဲ့ပါတီပဲဖြစ်ဖြစ်တည်ထောင်မဲ့ဒီခေါင်းဆောင်ပဲဖြစ်ဖြစ်ဒီခုငါတို့နိုင်ငံကတော့တခြားနိုင်ငံတွေတည်းကြီးကြပ်မြင့်မြတ်တယ်ပေါ့နော် အတလွန်ကောင်းမွန်နေဆိုတဲ့စိတ်ဓာတ်မျိုးတွေရရှိအောင်သူဇလန်းတွေစင်နေ။နောက်ပြီးသူတို့လောက်ဘယ်သူမှမကောင်းဘူးပေါ့နော်။ဒီနိုင်ငံလောက်ဘယ်ရမှမပြည့်စုံဘူး။အဲအဲ့လိုမျိုးချစ်စိတ်ဓာတ်ကိုအေးခံပြီးတော့အမျိုးသားရေးစိတ်ဓာတ်တွေကိုရင်ခံပြီးတော့စတင်ဒီဖန်တီးရများတယ်။ပြည်ပမှာဆိုရင်တော့ဒီနေမီတွေကိုချဲ့ထွင်တာမျိုးရှိရပေါ့နော်။အဲကျွန်တော်ဥပမာအနေနဲ့ပြောမယ်ဆိုရင်တော့နာဇီပါတီရဲ့ကျွန်တော်တို့ခေါင်းဆောင်ဖြစ်တဲ့ဟစ်တလာပေါ့။ပါတီကိုစတင်ဝင်အားကြီးဖို့ရတဲ့အတွက်ပေါ့။သူစူးစမ်းခဲ့တာကသူ ဂျာမန်မှာရှိတဲ့ဒီလူနည်းစုဖြစ်တဲ့ဂျူးလူမျိုးတွေကိုအသုံးချပြီးတော့ဒါသူပါတီကြီးထွားအောင် လုပ်တယ်အဲအဲ့လိုပဲဒါတိချက်ပေါ့နော်ပြည်တွင်းမှာဘယ်လိုဖန်တီးလဲဆိုတော့တိချက်ကိုကျွန်တော်ဥမာပေးတာဒီနှစ်ချက်ကကြ you know ထားပြီးပိုလန်ကိုကျူးကျော်တဲ့အဲ့နောက်ကြီးနေရာတော်တော်များများကိုကျူးကျော်ပြီးတော့ဒီဒုတိယကမ္ဘာစစ်ကိုစတင်ခဲ့ပေါ့နော်ဒါကကျွန်တော်နှစ်ချက်ပေါ့ fascist စနစ်ကကျွန်တော်ဒီ communist စနစ်နဲ့လည်းမတူဘူးနောက်ဒီ democracy ပေါ့နော် liberal စနစ်တွေနဲ့လည်းမတူဘူး socialist နဲ့လည်းမတူဘူးဘယ်လိုလဲဆိုတော့သူတို့က ဒီဒီမိုကရေစီကိုဘယ်လိုမြင်လဲဆိုတော့ကျွန်တော်အရန်ဖျို့ဖျက်ဆန်နေမြင်တယ်။နောက်ပြီးအားနယ်လုံးတယ်လို့မြင်တယ်ဒီသူတို့လှုပ်ချင်တဲ့ပုံစံကတော့ဒီနိုင်ငံကိုစီစီလုံးလုံးနဲ့ပေါ့နော်တပါတီစနစ်နဲ့ပဲအုပ်ချုပ်ချင်တယ်သူတို့ကဘယ်ဟာကိုကြိုက်လဲဆိုတော့ဒီတပါတီစနစ်ဒါမှမဟုတ်ဒီခေါင်းဆောင်တစ်ယောက်ထဲကနေပဲအုပ်ချုပ်ရတဲ့ပုံစံမျိုးပို့ပြီးသဘောကျတယ်စီးပွားရေးမှာဆိုရင်တော့ဒီကျွန်တော်နိုင်ငံတော်ကချုပ်ဝင်ထားရဲဆိုပြီး community တွေနဲ့မတူဘူးပေါ့နော်စက်မှုလုပ်ငန်းတွေနောက်ပြီးဒီအမျိုးသားကြိုးစီးပွားရေးလုပ်ငန်းတွေမှာဆိုရင်တော့ ဒါပုတ်လိကတွေကိုလုတ်ပိုင်ဝင် ပြရဆိုပေမဲ့ဒီအစိုးရနေပြီးညွန်ကြားမှုအောင်မှာပဲလောက်ရတာမျိုးဖြစ်တယ်ဒီ passage တွေမှာဝါရဖြန့်ဝင်ရေးကြည့်တယ်ဒါကြောင့်မလို့အစိုးရကျွန်တော်မီဒီယာတွေကိုချုပ်ပိုင်တာရှိတယ်နောက်ပြီးဒီရင်ကျေးမှုအဖွဲ့အစည်းလိုဟာမျိုးတွေနောက်ပြီးတော့ဒီပညာရေးကဏ္ဍတွေကိုအသုံးချပြီးဝါရဖြန့်တာမျိုးရှိတယ် passage နဲ့ကဟိုးရင်ကနေရှိခဲ့ဆိုမှဒီတကဘာလုံးမှန်ဟိုနာမည်ကြီးလာတဲ့အချိန်ကတော့1922ခုနှစ်မှာဒီမူဆိုလီနီကအီတလီမှာ fascist party ကိုတီထောင်လိုက်တဲ့အချိန်မှာကဘာ ကဘာကိုပြန့်နှံ့သွားတယ်ပေါ့ဘဒူရီကသုံးပြုခဲ့တယ်ဆိုတော့ကျွန်တော်အားလုံးသိရတဲ့ဒီဒေါ်ဟစ်တလာသုံးပြုခဲ့တယ်အဲအဲ့နောက်မှာကျွန်တော်တို့ဒါ7 billion စစ်မှာအနိုင်ရတဲ့ပေါ့ဒီ Francisco Franco ကနေပြီးတော့သုံးပြုခဲ့တယ်တခြားကျွန်တော်တို့ Chanlet ထားခဲ့လို့မြားတဲ့နိုင်ငံတခုလည်းရှိရပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့ဂျပန်နိုင်ငံပေါ့ဒီဂျပန်နိုင်ငံဒုတိယကမ္ဘာစစ်တွင်မှာကျွန်တော်တို့ဒါ Pacific စနစ်ကိုဒါကျင့်သုံးခဲ့တဲ့နိုင်ငံလည်းဖြစ်တယ်အာဂျပန်ရဲ့ဖက်စစ်စနစ်ကကျွန်တော်တို့မြန်မာတွေကတော့ဒါအတီးဆုံးပေါ့နော်။အာကျွန်တော်တို့ရဲ့ဘိုးဘွားတွေဒီတိုင်းကိုခံခဲ့ရတယ် ဲဒါကြောင့်မလို့ကျွန်တော်တို့ဘိုးဘွားတွေမကပါဘူးဒီတကဘာလုံးမှာရှိရလူတွေကဒီ facet စနစ်ရဲ့ဒဏ်တွေကိုခံခဲ့လာရတယ်။အဲဒီနောက်မှာတော့ facet ရဲ့ဒီ side effect တွေကိုလူတွေသိလာခဲ့မှာကျွန်တော်ဒီစနစ်ကြီးပေါ်မှာကျွန်တော်ယုံမုံမှုတွေဖြစ်လာတယ်။အဲဒီနောက်မှာတော့ကျွန်တော်ဒီ facet ဆိုတဲ့စကလုံးကိုဓာတ်ရိုက်မသုံးတော့ဘဲနဲ့ပေါ့နော်။ဒီ black lid တွေထည့်လိုက်တယ်။ဒါပေမဲ့အခုကျွန်တော်ဒီနေ့နိုင်ငံရေးချေနေနေထားရကြည့်မယ်ဆိုရင်တော့ဒီ facet ပုံစံတူပေါ့နော်။ဒါမျိုးတွေကိုကျွန်တော်တို့ဒီကမ္ဘာနိုင်ငံတော်တော်များများမှာသုံးနေရလဲတွေးရတယ်။ ဒါပေမဲ့ဒီ passive ဆိုတာမျိုးတော့ခေါင်းစဉ်မတက်တော့ဘူးပေါ့နော်ဒီတခြားကြီးလို့ခေါင်းမယ်ခေါင်းစဉ်နေနဲ့ဒါကျွန်တော်တုံးပြီးအုပ်ချုပ်နေရမျိုးတွေလည်းတွေ့ရတယ်ဟုတ်ကဲ့ပါတော့ဒီနေ့ဗီဒီယိုလေးတော့ဒီဒီလောက်ပါပဲဒါတော့ကျွန်တော်လေ့လာထားတယ်ပေါ့နော်ဒီ passive ဆိုတာဘာလဲပေါ့နောက်ပြီးဒီ passive နဲ့ပတ်သက်တဲ့ဒါကျွန်တော်လေ့လာထားတဲ့အကြောင်းလေးတွေကိုဒါ sharing လေးလုပ်ပြရဖြစ်တယ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်